်မင်္ဂလာပါရှင်မလေးရှားမှာ2965နှစ်မြောက်ကရင်အမျိုးသားနှစ်တကူနေအကျိုးအခမ်းအနားပြုလုပ်တဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ပူချုံနယ်တနရာမှာ2965နှစ်မြောက်ကရင်အမျိုးသားနှစ်တကူနေအကျိုးအခမ်းအနားကိုနိုဝင်ဘာလ6ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တယ်လို့ကရင် Organization of Malaysia ကထုတ်ပြန်ထားပါတယ် အဆိုပါအခမ်းအနားမှာကယန်းမျိုးနွယ်စု၄စုကကယန်းအမျိုးသားအလန်တော်တည်ဆောင်လာခြင်းအလန်တင်ခြင်းအလေးပြုခြင်းကယန်းအမျိုးသားတခြင်းတည်ဆိုခြင်းကယန်းစာပေနှင့်ရင်ကျေးမှုကော်မတီကနေပေးပို့တဲ့တဝန်လွှာဖတ်ကြားခြင်းတို့ပြုလုပ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲဒီနောက်အခမ်းအနားမှာမလေးရှားနိုင်ငံခရီးနီအဖွဲ့အစည်းဥက္ကဋ္ဌကအမှားစကားပြောကြားခြင်းမလေးရှားနိုင်ငံကယန်းအဖွဲ့အစည်းဥက္ကဋ္ဌကကျေးဇူးတင်စကားပြောကြားခြင်း ဘုံအကကချင်းရန်ပုံငွေအတွဲပေါ်လုံးပွဲနဲ့ဈေးရောင်းပွဲကိုပြုလုပ်ခဲ့ပါတယ်။အဆိုပါအခမ်းအနားကလည်းရရှိလာတဲ့ရန်ပုံငွေတွေကိုလည်းမလေးရှားနိုင်ငံအတွင်းအလောက်လောက်ကန်နေတဲ့ကယန်းလူမျိုးတွေရဲ့လိုအပ်ချက်တွေနဲ့ကယန်းဒေတာတွေလိုအပ်နေတဲ့စပေးရှောင်းတဲ့တခြားသောကန္တများအတွဲအသုံးပြုတော်မှာဖြစ်တယ်လို့လည်းအတိပေးထားပါတယ်။အဲ့ဒီလိုမလေးရှားနိုင်ငံအတွင်းကယန်းအမျိုးသားနှစ်တကူအထိမ့်မှအခမ်းအနားကျင်းပလာတီမှာ ၃ချိန်မြောက်ရှိပြီဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။2965နှစ်မြောက်ကရင်အမျိုးသားနှစ်တကူနိုင်ကလာမယ့်နိုဝင်ဘာလ20ရက်နေ့မှာကြာရောက်မှာဖြစ်ပါရဲ့ရှင်။